ကဲ another days ဒီနေ့ကျမတို့မနေ့ပြန်ရောက်လာပြန်ပါပြီပြန်ဟိုက shed ဆောက်ဖို့လေဒီနေ့ဆရာပူချိန်က3 degree ပဲရှိတယ်အရန်အေးနေပြီအရန်အေးနေဟိုထားတဲ့အဝတ်စားရလေကြည်အောင်နဲတဲ့ဟာမဟုတ်ဘူးအထဲမှာအထက်အနှွေးတယ်ဒီရောဆိုတော့ကျွန်တော်အင်ဂျီတွေကလူကောင်ကအထဲမှာဘာမှမရှိတော့အဝတ်တရားတော့ထထထထထထခေါ်တွေးအောင်အကောင်လုံးရပ်ပတ်ထားတာအဲ့ဆိုတော့ကျမတို့ဒီခဏလေးကတော့မလုပ်မလဲဆိုတော့အမိုးထဲပါမယ်ပေါ့နော် အမိုးပြီးအောင်ထဲပဲဒီနေ့ညကတော့မိုးရီရွာလိုက်တယ်အခုထီတော့တော်တော်လေးအချိန်နေတော့ကောင်းနေကြည့်တဲ့အလားလားရှိရနော်ကျမတို့မိုးလည်းမရရေဝရတီဥတုတော့တော်တော်အေးနေပြီโอเคကျမတို့အလုပ်ဆက်လုပ်လိုက်ပါဦးမရှင်ကဲအခုကျမတို့ကအမိုးမှာဗာဒန်ထည့်ဖို့ရေအမိုးထည့်ဖို့တဲ့အတွက်ကိုနော် အဆောက်အဦရဲ့ဒီအဆုံးမတဲ့သရိကံပုံစံကိုအာထည့်မယ်ပေါ့နော်အာသရိကံပုံစံမြန်မာလိုတော့ဘယ်လိုခေါ်လဲတော့ကျွန်မတိတ်ချမတိဘူးသရိကံပုံစံဖြစ်နေတော့သရိကံပုံစံကိုထည့်ပါမယ်အင်္ဂလိပ်လိုတော့သူ့ကို gable and ဆိုခေါ်တယ်ပေါ့နော် gable and ကိုကျွန်မတို့ထပ်ထည့်ပါမယ်ထည့်ပြီးရင် button နဲ့ထည့်မယ်ပေါ့နော် take a trick and it'll tell what people know နောက်တစ်ဆင့်နေနဲ့ကျမတို့ဒီဘာဒန်နဲ့ထဲရမယ်ပေါ့နော်ဘာဒန်ကတို့အရှည်လိုက်မဟုတ်တဲ့အတွက်ကျမတို့စကူတီအဆင့်လိုက်ဆင့်လိုက်ဆွဲရအောင်မယ်အဲဆိုအဲ့ဒါလေးကိုဆက်လုပ်ပြီးတော့ကျမတို့ထဲပါမယ်လို့ခုတော့ကျမတို့အပေါ်တန်းထဲလို့ပြီးတော့ ਈ ပေါ့နော်ဆိုတော့ငါကျွန်တော် A ပဲထဲတယ်အခုအပေါ်တန်းထဲတော့ပြီထဲလို့ပြီးတော့ပြီဟိုနောက်ဆုံးစီလာကျမတို့အပေါ်လုံးရတော့မယ်ပေါ့နော် ်ပေါ်တန်းနေထဲပြီးတော့တယ်လက်ဖြားလေးဆိုတော့ကြိုက်ခဲနေရမယ်ပလက်တွေအရင်အင်းနေတော့လေဟိုစပူလေးတွေတဲသေးလေးတွေဆိုတော့အလောလုံးနေရတယ်တိုင်လို့မမြဲနိုင်ဘူးလက်တွေကလေဆက်လုပ်လိုက်ဦးမနော်ကျမတို့အမိုးစားထည့်ပေါ့နော်အမိုးထည့်ပါမယ် အတန်းကြောက်လန့်ထည့်ပြီးတော့အမိုးထည့်တာပေါ့ဒီနေ့ကတော့ဒီနေ့လည်းကျွန်မတို့မပြီးသေးပေါ့နော်ကျွန်မတို့အမိုးအမိုးတော့ထည့်လို့ပြီးသွားတယ်အပေါ်ကဒီဖက်ထည့်တဲ့ခါမှာအမိုးအမိုးကိုခုံးနေတာထည့်တာပေါ့နော်ထည့်လို့ဆိုမှာသူတို့ instruction နဲ့ပါလုံးဝစမပြေဖြစ်နေတယ်အဲ့တော့ပြီးတော့ school တွေလောက်ထည့်ပေး school လောက်ထည့်ပေးလို့ဆိုတော့ကျမတို့ school တွေထပ်ဝင်ရတယ် ်အခုထောက်ဝင်တဲ့ဟာကမလောက်လို့ထောက်ဝင်ရမယ်။ညနေလေးအိမ်ရောက်လာပြီ။အော်လာ။ဆက်စနေ tidy up လုပ်ပြီးပြန်မယ်။ဒီနေ့နောက်ဆုံးအချိန်လေးကိုတစ်ချက်ပြမယ်မနော်။အေးနေပြီ။ဒါကျမတို့အမိုးထဲထဲလိုက်မနော်။အမိုးမှာထိတ်ဆုံးမှာထိတ်ဆုံးမှာအုပ်တဲ့ဟာလေ။အဲ့မှာသူတို့ဆီမှာသူတို့ပြောတဲ့ဟာ ਨੇ လုံးဝကိုက်ညီမှုမရှိဘူးဖြစ်နေတယ် အာကျမတို့နေ့ပြန်ကကိုယ့်ကိုရှာဖွေပြီးတော့မှဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်ရမလဲဘာလုပ်ရတော့မှာပဲဒါတော့နောက်ဆုံးချိန်နေလေးပါတော်တော်လေးတော့ပုံလေးတော့ဝင်လာပြီပေါ့နော်ကြည့်ရတော့တော်တော်လေးတော့လာလာတယ်ဒါပေမဲ့တက်ဆောက်တယ်လေ first day we have no uh instruction books and second day okay the third day we don't have enough school and then not right instruction the rooftop to cover I don't know what we have to do tomorrow we have to sort it out for ourselves oh anyway so it's almost finished I will show you final scene tomorrow for today is bye bye and uh, tomorrow morning we will see you again